မင်္ဂလာပါရှင်ခေတ်သစ်နေဦးမီဒီယာကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဦးဆုံးရေကြီးအမြောက်တပ်အနီးခြေရွာများတွင်တိုက်ပွဲပြန်ဖြစ်နေပြီးပြစ်ခတ်တံများကြားရတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်အေအော်ရီတိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့အမတ်၃လေးလေးအမြောက်တပ်အမတ်၃လေးလေးအနီးရှိခြေရွာများတွင်တိုက်ပွဲများပြန်လည်ဖြစ်ပွားနေကြောင်းသိရပါတယ် ရေကြီးမြို့နယ်တွင် ပြီးခဲ့တဲ့စက်တင်ဘာ22ရက်နေ့မှစတင်ကနှစ်ဖက်အပြန်အလှန်ပစ်ခတ်သံများထွက်ပေါ်လာပြီးတိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်းသတင်းရင်းမြစ်များထံကသိရပါရယ်လက်နေငယ်အပြန်အလှန်ပစ်ခတ်သံတွေပြန်ချနေရတဲ့ဒရုန်းဘုံတွေလည်းကျဲတဲ့ပြီးခဲ့တဲ့တစ်ပတ်အတွင်းကပဲလေရင်နဲ့ရေကြီးရွာတွေဘက်ကျဲခံရတဲ့တိုက်ပွဲပြန်ဖြစ်နေပါတယ်ဟုရေကြီးဒေသခံတို့ကပြောပါရယ် စစ်ကောင်မရှင်ကပြီးခဲ့တဲ့စက်တင်ဘာ18ရက်မနေ့3နိုင်မှစတင်ကရေကြီးရှိငှက်တိုင်မြက်တို့စီစုံကုန်းကျေးရွာများကိုလေးချောင်းမှပုံကျဲတိုက်ခိုက်ခဲ့ပါတယ်စစ်ကောင်မရှင်သည်အာရခတက်တော်အီနှင့်ပူပေါင်းတပ်ဖွဲ့ဝင်များခုလုံခွင့်မရရှိစေရန်ရေကြီးအမြောက်တပ်အနီးရှိကျေးရွာများကိုလည်းဩဂုတ်လနောက်ဆုံးပတ်မှစတင်ကပြောင်းရွှေ့ခိုင်းခြားကြောင်းသိရပါတယ်ရင်းနှီးသားစစ်ဆေးဂိမ်းမှငတိုင်းချောင်းလန်တချောင်းမှလည်းကာကင်းစကန်ငယ်များတိဆောက်ထားကစီရေးပြင်ဆင်ထားပြီးအမြောက်တပ်သုံးလေးလေးအတွင်းကိုလည်းကြီကဝတ်ဆောင်အပြည့်ဝတ်ဆင်ထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကိုစစ်သုံးကားကြီးများဖြင့်ခေါ်ယူအင်အားဖြည့်ထားကြောင်းဒေသခံများထံကသိရပါသည်။စစ်ကော်မရှင်မှလေးမျက်နှာဆက်ရှိဆက်ဆက်ရိုးရွားတွင်လည်းစစ်ကြောင်းထိုးအင်အားဖြည့်နေသည့်အတွက်အေအေပူးပေါင်းတပ်များနှင့်တိုက်ပွဲများဖြစ်ပေါ်နေကြောင်းသိရပါသည်။ဆလတ်တင်ဆက်ပေးမယ့်တရင်ကတော့ဝန်တုံမျိုးမှထွက်လာသောစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား35ဦးကျော်သေဆုံးပြီး6ဦးအရင်ဖမ်းပြီးလက်နက်ခဲယမ်းများပါတင်စီရရှိဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းဝန်တုံမျိုးနဲ့ဝန်တုံမျိုးမှာအင်အား60ခန်းပြင်ထွက်လာတော့အကျန်းဖက်စစ်တဲစစ်ကြောင်းကိုတိုက်ခိုက်ချိန်မုံကရ35ဦးကျော်သေဆုံးပြီးစစ်တုံးပန်း6ဦးနဲ့အတူလက်နက်ခဲယမ်းများလည်းသိမ်းဆီးရရှိခဲ့ကြောင်းဂေါ်လင်းခဲအမတ်လေးတရင်မှာကိုရှိုင်းဆိုင်ကပြောကြားပါရယ်စက်တင်ဘာလ3ရက်နေ့ကဝန်တုံမျိုးမှာအကျန်းဖက်စစ်သား90ဦးနဲ့လက်အောက်ခဲ60ဦးစုစုပေါင်းအင်အား60ဦးပါဝင်သောစစ်ကြောင်းထွက်လာကြောင်းအဆိုပါစစ်ကြောင်းကိုထောက်ကြံတော်ရအနီးချက်ကောင်းတောင်အရာပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ချိန်မုံကရစစ်သား ားလောင်း30ကျော်စစ်တုံးပန်း9ဦးနဲ့ဒူလက်နဲ့ခရဲအများပြားတင်စီရရှိခဲ့ကြောင်းသိရပါဗျ။ ရင်းတိုက်ပွဲဖြစ်ပြီးနောက်ဆုတ်ခွာထွက်ပြေးသောသောစစ်သား12ဦးရှိပြီးအဆိုပါစစ်သားများတွင်တရားရရှိသူများလည်းပါဝင်ကြောင်းရင်းစစ်သား12ဦးမှဝန်တိုမျိုးတို့ပြန်လည်ဝင်ရောက်သွားခဲ့တော်လဲတရားရရှိသောစစ်သား၄ဦးမှဝန်တိုမျိုးတို့ရောက်ရှိချိန်မှာတည်ဆုံသွားကြောင်းသိရပါသည်ထို့ပြင်ဒေါ်လန်ရီတက်ကဖမ်းမိသောစစ်သုံးပန်းစစ်သား9ဦးအနက်စစ်သား2ဦးမှဆေးဝါးကုသပေးနေစဉ်တည်ဆုံသွားကြောင်းထို့ကြောင့်အရှင်ဖမ်းမိသူ6ဦးသာကြန့်ရှိကြောင်းစစ်သုံးပန်းများကိုစစ်ဆေးမင်းများကတိုင်းဆက်ဌာနသို့ပေးပို့လိုက်ကြောင်းသိရပါသည် တိုက်ပွဲဖြစ်တာကတော့စက်တင်ဘာလ၄ရက်နေ့နဲ့စက်တင်ဘာလ၅ရက်နေ့နှစ်ရက်ထဲဖြစ်တာဒါပေမဲ့သူတို့ကိုလိုချင်တဲ့နေရာရောက်အောင်မောင်းသိရတဲ့ကျွန်တော်ဘက်ကတက်ခွဲမှုစစ်ကြောင်းမှုကအရန်ကောင်းနေသူတို့လှုပ်ဆောင်မှုတွေအဲ့ဒီတိုက်ပွဲတွေမှာရန်ကောင်းခဲ့တဲ့လိုချင်တဲ့နေရာရောက်တဲ့ကျွန်တော်တို့လိုချင်တဲ့အတိုင်းဖြစ်ခဲ့တဲ့ကျွန်တော်တို့ဘက်ကစီစီလုံးလုံးနဲ့တိုက်နိုင်ခဲ့တဲ့၅ရက်နေ့ညနေ6နာရီမိနစ်40မှာတပောက်ဖွင့်ပေးထားတဲ့အတွက်အပိသက်လှုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်ဟုကွန်လင်းခင်အမတ်လေးတည်ရင်မှကိုရှိုင်းရှိုင်းကပြောကြားပါတယ် အဆိုပါတိုက်ခိုက်မှုကိုအမတ်တင်စစ်ဒေသကောလင်းခဲအမတ်လေးတပ်ရင်တက်ခွဲမှုရဲဘော်တကုံနဲ့ရဲဘော်ဘော်ကာတို့ကဦးဆောင်ကကောလင်းခဲအမတ်လေးတပ်ရင်နဲ့ကောလင်းခဲအမတ်တပ်ရင်မှတက်ဖွဲ့ဝင်များပူးပေါင်း၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်12ဦးမစိုးရိမ်ရအနေငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်ဆလတ်တင်ဆက်ပေးမယ့်တရင်ကတော့၄ကီကော်မြူတီစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကို BGF တပ်ရဲ့အချို့ကူတိုက်ပေးနေဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်လီကေကော်မြို့တဲကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဟာအထင်အားနေလို့ကရင်နေချောင်းဆောင်တဲ့ BGF ရဲ့တပ်ရင်းတချို့ကခုတိုက်ပေးနေတယ်လို့ KNU တပ်မဟာချုပ်နေမြေကထွန်လိုင်းရေးတရင်ရှင်မြစ်တွေကပြောပါရယ် စစ်ကောင်စီတပ်ဟာလေကိတ်ကော်မြို့သစ်စီကိုစစ်ကြောင်း၅ကြောင်းနဲ့ထိုးစစ်ဆင်ရမှာ BGA ရဲ့ဗိုလ်တင်ဝင်အဖွဲ့ကလေကိတ်ကော်ရဲ့ရှေ့မြောက်ဘက်မေဝါခီရွာဘက်ကနေစစ်ကြောင်းကိုထိုးလာပြီး BGA ရဲ့ဗိုလ်မှုတုံအဖွဲ့ကလေကိတ်ကော်ရဲ့နောက်မြောက်ဘက်ကကြောက်ကူရွာကနေစစ်ကြောင်းကိုထိုးလာတယ်လို့ဒေါ်လန်ရေးသတင်းရင်းမြစ်တွေကပြောပါတယ် မေဝါခိရွာဘက်ကစစ်တောင်းထိုးလာတဲ့ဗိုလ်တင်ဝင်တပ်ဖွဲ့အထိနာနေတယ်လို့စုံစမ်းသိရှိရပါတယ်သူတို့ကကူတိုက်ပေးနေတာလို့တင်းထွက်တာပေါ့တေးကြသလောက်ပါပဲဗိုလ်တင်ဝင်ရဲ့လူတွေလည်းထိတယ်ကြားရတယ်ဟုတပ်မဟာ၆နေမြေကတွန်လန်ရေးတင်းချင်းမြစ်တို့ကဆိုပါတယ်စက်တင်ဘာ25ရက်မှာလေတိုက်ပွဲတွေပြင်းထန်နေပြီးတိုက်ပွဲတွေမှာသေဆုံးနေတဲ့စစ်ကောင်စီတပ်သားအလောင်းတွေစုပုံနေတယ်လို့လည်း၎င်းကဆက်ပြောပါတယ်ဒေဂေကောမြို့သစ်ကိုရောက်ဖို့အတွက်စစ်ကောင်စီတပ်ဟာစက်တင်ဘာ21ရက်နေ့ကစတင်ပြီးစစ်ကြောင်းထိုးလာတာဖြစ်ပါတယ် က်တင်ဘာ23ရက်ကလီဂိတ်ကော်မျိုးစီကိုစစ်ချောင်း၅ချောင်းနဲ့ထိုးစစ်ဆင်ရနေရာ၃နေရာမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်တပ်ဘက်မှတိုက်ဆုံတိုင်ရာရသူများပြားပြီးအထိနာခဲ့တယ်လို့မြေပြင်မှာတိုက်ပွဲဝင်နေတဲ့စစ်ရေးရှင်းမြစ်အချို့ကပြောပါရတယ်။ စစ်ကောင်စီတပ်ဟာစစ်မှုရန်ဥပဒေနဲ့မတရားခေါ်ဆောင်တာတွေပြည်သူစစ်တပ်သားအစ်တွေကိုမူရစ်စေးတွေကျွေးပြီးရှေ့ကတက်ခိုင်းလာလို့သိရပါတယ်။ဒါကြောင့်စီးကြောင်ပြီးအသည့်စိတ်လွတ်တလို့ရှေ့ကတက်လာတဲ့စစ်သားတွေဒေဆုံမှုအများဆုံးဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်နေတဲ့ကော့ဘရာစစ်ကြောင်တစ်စစ်ကြောင်မှုစောကော်ကတော့မိဘပြည်သူတွေကိုသားလူငယ်လူရွယ်တွေရှိရင်ပြည်သူစစ်တွေပါမသွားစေရန်အထူးဂရုပြုစေချင်ပါတယ်။အခုတက်လာတဲ့ပါစတွေကြောင်တောင်တောင်တွေစီးကျွေးပြီးအရှိကိုလွတ်တယ်နယ်လို့ယူဆရပါ ါတယ်စိတ်မကောင်းစွာနဲ့ကိုဘက်ကကင်ထုတ်လိုက်တာများပါတယ်လို့မနေ့ကစက်တင်ဘာ23ရက်တိုက်ပွဲအပြီးမှာသူ့ရဲ့လူမှုကွန်ရက်ကနေရှင်းတာအတည်ပြုထားပါတယ် စစ်ကောင်စီတပ်ဟာလက်တလောမှာတော့လေကိတ်ကောမြို့တဲ့နားမှာပဲရှိသေးပြီးမြို့ထဲကိုဝင်လို့မရသေးပါဘူးဒေါ်လန်ရီတပ်တွေသိမ့်ပိုက်ထိန်းချုပ်ထားတဲ့လေကိတ်ကောမြို့တဲ့ကိုပြန်ထိန်းချုပ်နိုင်ဖို့အတွက်စစ်တပ်ဟာစက်တင်ဘာ22ရက်ကစတင်ပြီးတပ်မ20တပ်မ55လက်အောက်ခံတပ်တွေကိုစုစည်းပြီးအင်အား900လောက်နဲ့စစ်ကြောင်းထိုးလာတာပါမြောက်ရီမြို့ဆောင်တဲ့ MN1 ကချင်းလင်းတရင်ကနေလေလက်နေကြီးနဲ့ဆက်မပြတ် ပြစ်ကူပေးနေပါတယ်ထိုးစစ်ဆန်လာတဲ့စစ်တပ်ရဲ့စစ်ကြောင်းတွေကို KNU တပ်မ6ဦးဆောင်တဲ့ဒေါ်လန်ရီပူပေါင်းတပ်တွေက မြို့မကြဘူးအပြင်ထံခုခံနေကြောင်းသိရှိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီတပ်ဘက်ပြောင်းသွားတဲ့လေးဦးဟာစစ်တပ်နဲ့ KTN လေးအဖွဲ့ဝင်ဟောင်းနေလို့ KNL ပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းတရချောင်းမြို့နယ်မှာကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တပ်မဟာလေးကတပ်ဖွဲ့ဝင်၄ဦးစစ်ကောင်စီတပ်ထံဗက်ပြောင်းသွားတယ်လို့ KNL သတင်းရှင်းမြစ်ကပြောပါရယ်ဗက်ပြောင်းသွားသူ၄ဦးဟာစစ်တပ်အဖွဲ့ဝင်ဟောင်း2ဦးနဲ့ KTN တပ်ဖွဲ့ဝင်ဟောင်း3ဦးတို့ဖြစ်တယ်လို့ရှင်းပြပါရယ် ရန်ရန်ဒေတာတိုင်းစစ်ဌာနချုပ်ကိုအလင်းဝင်လာတဲ့ PDF လေးဦးလက်နက်တွေနဲ့တူအလင်းဝင်လာလို့စက်တင်ဘာ24ရက်မှာအလင်းဝင်သူတွေကိုမိဘအုပ်ထိန်းသူတွေစီလွှဲပြောင်းခဲ့တယ်လို့စစ်ကောင်စီကဝါရဖြန့်ခဲ့ပေမဲ့အဲ့ဒီလေးဦးဟာအရင်ကစစ်ကောင်စီတပ်သားဟောင်းတအုပ်နဲ့ KTN လေတပ်ဖွဲ့ဝင်ဟောင်း၃ဦးဖြစ်တယ်လို့ KNL သတင်းရှင်းပြကပြောပါရတယ်။ အလင်းဝင်သွားတဲ့လေဦးကအစတုန်းက KTNL အဖွဲ့တွေနောက်ဆုံး KNL နဲ့ပြန်ပေါင်းနေတနှစ်ကျော်နောက်စကားစားတက်စီကိုအလင်းဝင်သွားတော့စကားစားဘက်ကိုအလင်းဝင်သွားတဲ့လေဦးကတအူးကတော့စကားစားရဲ့အဖွဲ့ဝင်ဟောင်းပေါ်ချန်နဲ့၃ယောက်ကအရင်က KTNL ဘက်ကနေပြီးတော့ KNL နဲ့လာပူးပေါင်းနေအခုတော့သူတို့လေဦးစလုံးကအာနာရှင်နဲ့သွားပေါင်းလိုက်တယ်လို့ KNL သတင်းရှင်မြစ်ကပြောပါတယ် KNU တပ်မလေးနယ်မြေမှာဘိုးအခွေခေါ်ဘိုးကော်လာဖိုးဦးဆောင်တဲ့ KTNL တပ်ဖွဲ့ရှိပြီးအဲ့ဒီတပ်ဟာ KNL တပ်မလေးကိုတိုက်ခိုက်မှုတွေလုပ်ဆောင်လျက်ရှိပါတယ်။ဘိုးအခွေအားဆိုရင်လည်းအရင်စစ်ဆိုးရလက်ထက်မှာနှစ်ကြိမ်တိုင်တိုင်စစ်ကောင်စီထံအလင်းဝင်ခဲ့သူဖြစ်ပြီးအာနာသိမ့်ပြီးနောက်ပိုင်း KNL တပ်မလေးနယ်မြေမှာပြန်လည်ပေါ်ပေါက်လာကတပ်မလေးနဲ့အဆင်မပြေမှုတွေမကြာခဏရှိနေခဲ့တာပါ။အာနာသိမ့်စစ်ကောင်စီတပ်သားတွေအများအပြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းတာလက်နက်ချအလင်းဝင်နာတွေဇက်တိုက်ရှိနေတဲ့ ဲ့အချိန်ဒီမှာစစ်ကောင်စီကလည်းသူတို့ဘက်ကိုအလင်းဝင်ပူးပေါင်းလာသူတွေရှိကြောင်းအခုလိုဝါနာပြန်တဲ့ရင်ဇက်တိုက်ပြုတ်လို့နေတာလည်းဖြစ်ပါတယ်။ ကရင်မျိုးသားစီယုံ KNU မြိတ်တဝဲခရိုင်တိုက်ပွဲတွေမှာကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL စီကိုအလင်းဝင်ပူးပေါင်းလာတဲ့တပ်ဖွဲ့ဝင်တွေဟာအခုစက်တင်ဘာလအတွင်းမှာပဲအနည်းဆုံး73ဦးရှိပါတယ်။အခု2025ဇန်နဝါရီကနေစက်တင်ဘာတတိယပတ်ထိစစ်ကောင်စီဘက်ကပိုးကြီးစဲပါဝင်33တပ်မင်း KNL တပ်မဟာလေးစီကိုအလင်းဝင်ပတ်ပြောင်းခိုးလုံခဲ့တာတွေရှိခဲ့ကြောင်းလဲ KNL သတင်းရှင်းပြကအသိပေးထားကြောင်းသိရှိရပါတယ်။